ပရီးမီးယားလိကလာမယ့်နေရာဒီမှာမန်စီးတီးနဲ့ချက်စီအသင်းတို့ကလပ်ကပဖလားပြိုင်ပွဲရှင်ပြိုင်မှုရှိနေတာကြောင့်နေရာဒီအပြောင်းရွှေ့ဈေးကွက်ကိုနှစ်ကြိမ်ဖွင့်လှစ်ပေးမယ်လို့အတည်ပြုကြေညာခဲ့ပါတယ်။ပရီးမီးယားလိကလပ်အသင်းတာဝန်ရှိသူတွေကနေရာဒီအပြောင်းရွှေ့ဈေးကွက်ကိုယာတီတက်မစတင်ပြီးပိတ်သိမ်းရဖို့ဆွေးနွေးခဲ့ပေမဲ့သဘောတူညီမှုမရရှိခဲ့ပေဈေးကွက်နှစ်ကြိမ်ဖွင့်လှစ်ဖို့ပဲသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ ကလပ်အသင်း32သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်တိုးမြင့်ထားတဲ့ကလပ်ကမ္ဘာဖလားပြိုင်ပွဲကို2025ဇွန်14ရက်ကနေဇွန်လ23ရက်အထိကျင်းပသွားမှာပါအဲ့ဒီပြိုင်ပွဲကိုအမေရိကန်နိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီးပရီးမီးယားလိဂ မန်စီးတီးနဲ့ချက်စီတို့ပေါဝင်ရှင်ပြိုင်ခွင့်ရရှိထားတာပါ။ဒါကြောင့်ပရီးမီးယားလိအဖွဲ့ချုပ်ကမန်စီးတီးနဲ့ချက်စီအသင်းတို့ပြင်ဆင်မှုရရှိစေဖို့အတွက်အပြောင်းရွှေ့ဈေးကွက်နှစ်ကြိမ်ဖွင့်လှစ်ပေးဖို့စီစဉ်တာဖြစ်ပါတယ်။ကြာသရီနေ့ကပြုလုပ်ခဲ့တဲ့ကလပ်အသင်းပိုင်ရှင်တွေနဲ့အသင်းတောင်ဝင်ရှိသူတွေတွေ့ဆုံဆွေးနွေးပွဲမှာညှိနှိုင်းမှုအရနေရာတီအပြောင်းရွှေ့ဈေးကွက်ကိုဇွန်၁ရက်ကနေဇွန်၁၀ရက်အထိတစ်ကြိမ်ဖွင့်လှစ်ပေးမှာဖြစ်ပြီးဇွန်လ၁၆ရက်ကနေစက်တဘာ၁ရက်အထိတစ်ကြိမ်ဖွင့်လှစ်ပေးမယ်လို့သိရပါဗျ။ကမ္ဘာ့ဘောလုံးဖွဲ့ချုပ် FIFA က လပ်ကမ္ဘာဖလားပြိုင်ပွဲရှင်ပြန်ရမယ့်ကလပ်အသင်းတွေရှိနေတဲ့ဘောလုံးအဖွဲ့ချုပ်တွေအနေနဲ့ဇော်လတရက်ကနေ10ရက်အတွင်းအထူးအစီအစဉ်အဖြစ်အပြောင်းရွှေ့ဈေးကွက်ဖွင့်လှစ်ပေးဖို့ညွှန်ကြားထားတဲ့အတွက်ပရီးမီးယားလိဂ်ကအခုလိုဈေးကွက်နှစ်ကြိမ်ဖွင့်လှစ်ပေးကြတာဖြစ်တယ်လို့သိရပါဗျ။